မော်ဂျူရီမှာ အချမ်းသာဆုံးပုဂ္ဂိုလ်မော်ဂျူရီရတ္တာကဲဆိုညနေတိတ်စိတ်လေတစ်ချက်တစ်ချက်လမ်းမဘက်စီက ကားသားများမှာအပါစိတ်ငြိမ်လွန်လာသည်ကိုလိုနီခေတ်လျာအဆောက်အဦနီးကအိုဟောင်းနေပြီအဆောက်အဦကော်ရီဒါရှိမိချောင်းရောင်များကလည်းခပြော့ပြော့အဆောက်အဦဝင်ပေါက်တရင်သာဆက်ကူပြင်ကတ်ထားသည့်မန္တကားပေးတွင် တစ်သားစပွဲနှင့်ခုံတလုံးရှိသည်ကိုရာကျူးသည် ထိုခုံမော်ရင်ထိုင် လက်ကင်ဖုံးဖြင့်ဂိမ်းကစားနေသည်ကျီးကျီးကျီးဘေးဘက်တစ်ပင်အိုးစီမှာတွန်းနေတစ်ခုတွန်းနာနာကြသည်နှင့်ကိုယ်ရာကျူးသည်ဆော့လာဆာဂိန်းကိုပိတ်ပလိုက်ပြီးမတ်တထားလိုက်သည် မိန်တထားသောဂရင်တစ်ခုကိုသူ့လှုပ်ဖို့ကိုင်မမာဒီကတွန်းလာသည်ဂရင်မော်ရင်ဆောင်းပြစ်အုပ်ထားသည့်ရုံလောင်းတစ်ခုမာဒီပေရင် မျက်နှာမသားများဖြင့်လူနှုတ်လိုက်လာကြသည်ဒါကကိုတာကျူးတို့တွင်ဒီညအတွင်ပထမဆုံးဈေးပေါ်ဖြစ်သည်ဘယ်တော့ပြန်သေးရတာလဲညရင်းနေလားကိုတာကျူးကမေးလိုက်သည်ဆရာဝန်နေပြီကြပါပြီလား မနေတဲ့ရမှာပေါ့တဲ့ရတော့ဆောင်းအောင်ဒီလောက်တော့ကြာမယ်ကြည့်လို့ပြလိုက်မယ်လေဒေဘကကိစ္စကအရှိမသွားဆုံးဆန်းလိုက်အကျန်တာအတို့ကိစ္စပဲခဏပဲကြာမယ်လူနှစ်ယောက်ထဲမှာတယောက်ကဆေးရုံရှိသူတုတ်တီးတုတ်ပြထွက်သွားသည်ကျန်တယောက်ကလက်ထွက်ရင်ကင်နာသောပတ်စံများကိုရည်တွက်ပြီးကိုရာယူဆံပြီးကိုရာယူကတွန်းလဲကိုတွန်းကအစာဦးတဲ့သူ တော်ဝင်သွားလိုက်သည်ရှင်ကရင်ခွေးအောင်လို့တမကိုရာကျူဤနေဆတူကဖြတ်တန်းသည်လုပ်ငန်းတွင်ရင်ခွေးအောင်တဲ့ဝင်သွားသည်နဲ့အလောင်းတွင်သည်ကြောက်ကိုများမရောက်မီရေးဆေးသည့်ဘေးစင်းအထက်ရှိတန်းတွင်တစ်တာငယ်လေးလုံးတင်ထားသည်ကိုခံ냐စွာတွေ့ရပါလိမ့်မည်ကိုရာကျူဤဘဝကိုအောက်ခြေမှထိပ်ဘက်သို့ရောက်အောင်ရုံးကန်လှုပ်ရှားခဲ့ရတွင်သူတစ်တာလေးသည် ရဲဘော်ရဲဘဲလေးလည်းဖြစ်သည်ကိုရာချွီအောင်မြင်နေသောဘဝကိုအားကျသူဂျူနီယာလေးများသည်ရင်ခွဲဝန်ခံနေတွန်းလဲဖြင့်တွန်းဝင်လာတိုင်းထိုတစ်တာလေးကိုကြည်ကစရတကြွကြသည်ထိုတစ်တာရဲ့တွင်ပစ္စည်း6မျိုးတည်းမနေရှိသည်ကျွန်တော်အဖိုးလက်ထက်ကလေးကဒီတစ်တာလေးတွန်းနေတာအဖိုးရဲ့အဖေကလည်းအင်္ဂလိပ်ခေတ်ကလေးကအဒီရင်ရင်ခွဲကိုမောင်းလဲလို့တာတဲ့ ဒီတစ်တာလေးကတော့အဖိုးလက်ထံမှာဝယ်ခဲ့တာအဖေလည်းဒီတစ်တာလေးပဲသုံးတယ်ကျွန်တော်လည်းအဖေစီကမွေးရတာအထက်ပစ္စည်းတွေအလဲလဲရှိအောင်ခွဲစိတ်ခံသုံးတာတစ်ချောင်းပါသည်ခက်လက်လက်ဓမ္မတစ်ချောင်းပါသည် ခဲရန်ချွန်သည့်ဒါပါကလေးတစ်ချောင်းဒိုင်းလွတ်အသေးလေးတစ်ချောင်းပါသည် အသွားပြားဝဲဥလက်တစ်ချောင်းပါသည်တူတီတီလေးတစ်ချောင်းပါသည် ထိုတိတ္တလေးသည်ဘုရားကြီးတို့မျိုးရိုးဆန်ဆက်ထမင်းကျွေးခဲ့သောတိတ္တလေးဖြစ်သည်ဆေးုံကြီးတွင်တစ်နှစ်အလောင်း၁၀လောင်းတည်ဆုံးလေကိုရာကျူးထံသို့အ ਨੇ ဆုံး၄လောင်းတော့ရပါစေမည်အလောင်းရှင်အခြေအနေပေါ်မူတည်ပြီးမိနစ်၂၀ဖြင့်အပြီးခွက်စိတ်ပေးနိုင်သလိုတည့်ရကျော်ထီလည်းကြားသွားနိုင်သည်ကိုယ်တော်ကျူးသည်လူသေးရီအလောင်းကောင်တွေတွေ့နေတဲ့အပုံနဲ့သူဆိုသူဖြင့်အလုံးလုံးမိသည်မှာ ဆယ်စုနှစ်လှဆုပြီးပြီးတော့16နှစ်သားမှာအဖေကိုကူပြီးအလောင်းစားကြိုက်ပြီးခဲ့တာတိတ်တော့ထွေထူးရှိပါဘူးဖေကပြောတယ်ဈေးရမှာချက်တွေဘက်တွေကိုခုတ်ထင်းနေလူတွေလဲဒီလိုဟာပါအလောင်းတွေကိုကင်တွဲနေရတာပဲလူနဲ့ဒိဋ္ဌိဆံပဲ꽈ရမို့လားတဲ့ကျွန်တော်လဲဒီသဘောတရားနဲ့ပဲအလုပ်လုပ်ကြတယ်ဂျီကံမိတဲ့အတိတာ ရေကန်မိကန်ဒီတာဘဝတလန်တကယ်တော့ဒီစေကျုံဒီစေုံကြီးတမိုင်းချောင်းကိုကောက်လင်းရင်ခွဲုံဆိုတော့ကောင်းစင်နေရတယ်ကိုရာကျူးတို့မျိုးစင်တဲ့ကိုချန်ထားရင်ကမဖြစ်နိုင်ကြီးစေုံကြီးဒီနေရာရဲ့လောလောသူမှန်သမျှကိုရာကျူးတို့နဲ့ဆွေမျိုးမကင်းအိမ်နောက်၂၀ရှိတော့သူ့ဖိုးမှာပေါ်မြလာဒီဆွေတော်မျိုးတော်တစ်တိုက်ကဒီစေုံကြီး အောက်ခြေသိအလုံးမှန်သမျှကိုအုပ်စိထားနိုင်ခဲ့သည်ဆေးရုံနှင့်ရင်ခွေးရုံတို့သည်ဘုရားကျူးငယ်ဘွားကစော်ကစားရာကျင်းလျာမူမိနဲ့တန်းကြီးဖြစ်လာခဲ့သည်ဘုရားကျူးကိုဒီဆေးရုံကြီးလမ်းကမ်းတွင်မွေးဖွားသည်ဖခင်ရောမိခင်မှာဒီဆေးရုံမှာဝန်ထမ်းများဖြစ်ကြသည်မောင်နှမ9ယောက်ရှိသည်နှင့်ဘုရားကျူးက3ယောက်မျိုးဖြစ်ခဲ့သည် ဝရာကျူတက်၈နှစ်တွင်အမေဘက်မှ အဖွားဖြစ်သူ သူ့အိမ်သို့ခေါ်ပြီးမွေးစားခဲ့သည်အမေဘက်ကအဖွားသည် ရှစ်မိုင်ရှိပြည်ရေးပိုင်းလမ်းဝန်ထမ်းလိုင်းကန်းတစ်ခုတွင်နေသည်မျိုးရိုးစင်စဲဆေးဦးညီဒေါက်တာများဖြစ်တော်လဲကိုရာကျူဦးလေးလူပြိုကြီးသည်ရန်ကင်းရှိပြည်ရေးရုံးကြီးတွင်တန်ရှင်းဝန်ထမ်းလုပ်ရခဲ့သည်တော်မတဆင်ကိုရာကျူဖွားလဲ ပြေရောဤတန်ရှင်းဝင်တယ်ဖြစ်ခဲ့ရပြန်သည်သူတို့ကဆေးုံကြီးမှတသက်ခွက်ထွက်ကပြေရင်းမှပြီးတော့လိုင်းငန်းလေးတွေနေသည်ဘောအတော့ပပတီးရဲသူကကျွန်တော်ဒီလူဒီခွဲအလုပ်ကြီးပဲဆက်လုံးမှာဒီဆေးုံကြီးထဲမှာဝင်ကျင်လဲမောင်အရန်ကြောက်တာကျွန်တော်ပြေရင်းမှဖြစ်ဖြစ်ငါရခရေးတပ်ပွက်ထားတာကြောင့်မှဖြစ်ဖြစ်တန်ရှင်းလို့သူမြေမြေလည်းအမြဲပြောခဲ့တာ ကိုရာကျူးသည်သူ့ဘွားတစ်စစ်ကျူးကိုသတိပြပြပြသည်ကိုရာကျူးဖွာလို့လို့တော့ပြည်ထရေးုံမှာပတ်စပို့ရုံမှာဝန်ထမ်းများပြလဲတွဲဘတာဝန်ကြရသည်ဖွာကတခါလီပန်းဆိုးရံကပတ်စပို့ရုံမှာတက်ပြီးဝန်ထမ်းတွေစီကမုံမူတောင်းတတယ်အဲ့ကြကျွန်တော်မှခေါ်သွားတာအဲ့ခေကနော်1994ဝန်းကျင်မှာအဖွားမုံဘုတ်တက်ခါရတာ၃နှစ်အောင်လောက်ရှိတယ် ဲ့လိုနေမျိုးဆိုကျွန်တော်ကလည်းအယုတ်တွေပဲမုံတွေပဲနဲ့အရန်ပြောတာပဲကရာကျူးဒီငွေကြေးရှင်သောဝန်ထမ်းတိုင်းဝင်အတိုင်းဝိုင်းနဲ့အပွားနဲ့တူပျော်ရွှင်ပွင့်လေးရများကိုဖျက်တမ်းခဲ့ပြီထို့သောနေ့နောက်ထပ်၈နှစ်ကြာတွင်အစိုးရရုံးများနေပြည်တော်သို့ ပြောင်းရွှေ့ရမည်ကိစ္စပေါ်လာသည်အပွားတန်ရှင်းလုံနေသည့်ရန်ကင်းရုံးမှာအဝန်ထမ်းသုံးဝန်တစ်ပုံလောက်နေပြည်တော်သို့ပြောင်းရွှေ့ရသည်ပတ်စပို့ရုံးနဲ့ ပန်းဆိုးရက်မှာအရန်ခင်းသို့ပြောင်းရွှေ့ရသည်ကိုရာကျွီးဖွားမှာလည်းခြေတော်အယုအက်တာဖြင့်အရင်ကဲ့သို့လှုပ်လှုပ်ရှားရှားမလုပ်နိုင်တော့ကိုရာကျူးအလေးကလည်းအိမ်အောင်ချပြီးနောက်နေပြီးတော့သူ့လိုက်ပြောင်းအောင်စီစဉ်နေသည်မကြမီအဖွားဆုံးသွားသည်ဖြင့်ကိုရာကျူးသည်မိရင်းပိုင်းများရှိရာမွေးရချက်မြုပ်စီးယုံကြီးအုပ်စုတန်းသို့ပြန်လည် ပြောင်းရွှေ့ခဲ့ရသည် အသက်16နှစ်သားအရွယ်တွင်ကိုသာကျူးသည်စေယုံကြီးတန်ရှင်းနေကြလို့တမအဖြစ်ပထမဆုံးကျင့်လှူဆောင်ဝင်သည်ရေကန်မြေကန်နေရာဒီသာသူတလန့်အတွက်နေရာမှန်တစ်ခုဖြစ်ကြောင်းကိုသာကျူးစတင်ရေးမိလာသည်ရင်ခွဲကိုမကင်ရသေးဘူးအဖေနဲ့ဦးလေးနှစ်ယောက်ကတော့ရင်ခွဲထဲမှာရှိနေတယ်လေကျွန်တော်တို့ကတော့စေယုံနယ်မှာတန်ရှင်းကြီးတို့လူနာဆောင်လုပ်ပေးတာတို့ဆရာဝန်တွေခိုင်းတာလေးလုပ်ပေးနေတာပေါ့ ဆေးဥညီဝင်တွေမှာသူတို့တိုင်ဝင်နေလေတွေငွေကြီးရှင်တုံးကရင်ခွေးကိုခံရတဲ့တွေရပဲသူကြောင့်ရင်ခွေးကိုခံရသူတွေမျက်နှာပွင့်ကြသည်ကိုရာကျူးကြီးစားရလာသည်သူကြီးစားကသူတို့နေဆွေမျိုးတော်သည်သူဝင်းခွေးတော်တယောက်သမီးဖြစ်သည်တန်ရှင်းလို့ရင်တခါတရံဖခင်ပြည်သူခံရသည့်လောင်းများကိုဝင်းကူပြီးရင်ကိုရာကျူးသည်ယုံလောင်းတစ်ခုကိုခွဲဆက်ရသည့်ကိစ္စကိုကြွန့်ကြင်လာသည် မကြာမီဖခင်ဖြစ်သူသည်အသည်ကင်ဆာဖြင့်ကွယ်လွန်သွား၏ကိုရာကျူးမှလည်းအိမ်အောင်ပြုမှတာဆွေးနေခြင်းဖြစ်သည်ဖီလောင်းကတော့ဦးလေးတယောက်ကခွဲစိတ်တယ်ကျွန်တော်ဘေးရဝိုင်းကိုပေးရတာပေါ့ရေချိုးတာတွေတဲကကလီဇာတွေခွဲရတာတွေစိတ်ထဲတော့မကောင်းဒါပေမဲ့အဖွားဆုံးတော့မငုံဘူးဟိုကအသက်ကြီးတယ်လို့လည်းပေါ့ပါဘူးဖခင်ဆုံးပြီးနောက်ကိုရာကျူးတို့မိသားစုရဲ့တည်သည် အနှဲငယ်ရင်သွားသည်ဝင်းဝေကောင်းကောင်းရှာပီးသည်ဖာခင်နေမရှိတော့အမေနဲ့ညီမတွေလုံနေသည်တန်ရှင်းလောက်ကလည်းသူတို့တလားလောက်စားကဖာခင်တပတ်စားရှာတာပဲမရှိဘူးဘူရာကျွတ်ကြိုင်မြန်တော့လေထိုနေရာရဖို့ကသူ့ဖာခင်ကြီးလက်ထက်ရတော့မလွယ်ဘူးကိုယ်ဆရာပြောရင်ရုံမမဟုတ်ဘူးဒီလောက်ကလေအရင်ကလည်းဘယ်သူမှအလုပ်ချင်တဲ့သူမရှိလို့အဖိုးတို့အဖေတို့လောက်လာခဲ့တာ အခုကြာလှုပ်ချင်တဲ့သူတွေကစေယုံကြီးနဲ့ပုံလို့ပဲငွေရလည်းရတာ哦ဒီနေရာရောက်ဖို့တော့ဆိုင်ရပိုင် အကတ်အကျော်တွေဇရာခင်ကအပြိုင်ဆိုင် သူ့ဖာခင်ကြီးလက်လက်သွားသောနေရာတွင်ဦးလေးတယောက်သာဝင်လာသည်ကုရာကျူးဆိုခဲ့သည့်တိုင်ဆိုင်ရပိုင်အကတ်တွေဖြင့်ဝင်တွေ့ယူလာခြင်းဖြင့်ဆွေမျိုးစုအတိုင်ဝန်းကြီးကြီးမားလာသည့်နေ့အမြရင်ခွဲုံနေရာသည် နေရာကောင်းကြီးတစ်ခုဖြစ်လာနေသည် အခြေအီလည်းများဖြင့်ဒီကြားထဲကိုရာကျူး၏အခြေအီပြဿနာရှိလာသည်ကျွန်တော်ဤစားအမိဘတွေကကျွန်တော်နဲ့သဘောမတူဘူးဗျာတန်ရှင်းတာကြတယ်သူတို့သမီးကိုဘယ်လိုကျွေးမလဲပေါ့ဗျာကျွန်တော်ဤစားကစေယုံကြီးတာစေဆိုင်မှာလက်တို့လက်တောင်းအကူလုပ်နေတာကျွန်တော်လည်းအသေးကွဲတာပေါ့ဗျာကိုရာကျူးစီရက်တွေတောက်သည်စေယုံကြီးဝင်တဲ့ရံဖြစ်တဲ့ဖြင့်အချုပ်ထဲမှာတစ်ခါတော့သွားသည်တကယ်အသေးကွဲတာတတ်တတ်ပါအရက်ကကျွန်တော်ဟာကျွန်တော်ကြိုက်လို့တောက်တာ မူဗီသမင်းကျော်ဆိုင်ရန်ကောင်းနေရန်ဖြစ်တော့ချိုးရရအောင်အဲ့မှာကျွန်တော်အင်းစားနဲ့တဘောမတူတူဒီလိုဖြစ်ရပါတယ်ဆိုပြီးစေဟုန်နဲ့နေမကြည့်ခုံတော့ဘူးတရက်တရက်ဒီမျက်နှာများသာမြင်နေရပြီးဒီတိုင်ဝန်နဲ့ကဆွေးနွေးမှဖြစ်နေကြသည်ကိုရာကျူရဲ့ရည်စားအဖေမိများကမနေတာတော့ကိုရာကျူအမေနဲ့အကိုများကလည်းတဖက်မိများများစီသွားနာချကြသည်နောက်ဆုံးတော့ကိုရာကျူအိမ်အောင်ကြရန်ဖြစ်လာသည် တကယ်တမ်းသူနဲ့ယူရတော့မှဆိုတော့ကျွန်တော်စဉ်းစားတယ်သူတို့တွေ့ကြလည်းမှန်တာပဲလို့ကျွန်တော်နေစားလာလာလေကွာဘလို့အဆင်ပြေပါလဲရင်ငွေးကငါလည်းဝင်တိုးအောင်လဲဦးကံကောင်းရင်တော့တီမှုတီခင်းနဲ့ခွဲရကိစီရှင်ခွဲခြင်းနဲ့လူကတိတ်မရှိဘူးအဲ့ဒါမျိုးရောက်လာရင် ကြံတဲ့ကောင်တွေကမော်ယူပတ်ပတ်ပြေးနေရတာကျွန်တော်အဲ့တော့သွားတရီထားပြီကိုရာကျူးစီအကွက်မြင်သူတယောက်ဖြစ်ပြီး အောင်မြင်မှုလေကားတဲ့များအတွက်သူကျွမ်းကျင်ရနေပြီအားနဲ့ချက်ကိုစုပ်ကိုင်နိုင်ပြီလည်းဖြစ်သည်ကိုရာဇူပရမသုံးကင်တွယ်သည့်လောင်းကရင်းနှစ်ပြီးပုတ်ပေါ်တည်နေသည့်လောင်းဖြစ်သည်ကြီးထဲတွင်ငါရဲ့ခံမြုပ်နေရမှာပေါ်လာသည့်လောင်းဖြစ်သည့်အတွက်ကြီးရွယ်ပုတ်ပေါ်နေသည်ခါနဲ့မှရှိတဲ့ရေတောင်အပြင်ထွက်ပြေးတယ်ဗျာဆရာဝန်တွေလည်းမောက်ဆုပ်ထားတာတော့ဟိုးဝေးဝေးကကြီးနိုင်တယ်ကျွန်တော်လည်းပထမဆုံးအချိန်ဆိုတော့အရက်တောင်မတောက်ထားမိဘူး အမှန်ဒီလောင်းကလူသက်ခံထားတာဟုတ်မဟုတ်ဆက်ရတာဗျာရေကိုခွဲချရတဲ့ကထွက်လာတဲ့ရေကပုတ်ဆော်ကိုနမ်းအောင်လေငါးလေးတောင်အောင်ပါလာသည်ကျွန်တော်မှနန်လုံးတို့ဘူးကတော့ဆက်မလန်နိုင်တော့ကိုရာချူဤပထမဆုံးတွေ့ကြုံမှာအတော်ပင်အော်ဂလီဆန်ညာကောင်းလာသည်သူတို့ထိုးဆန်းတမှုကိုကိုရာကျူအောင်မြင်စွာဖျက်ချနိုင်ခဲ့သည်ဒီ police case တွေ ် PM လောက်လာတာပတ်စံမရဘူးရရလဲแน่แน่ပဲဒါမဲ့ဆရာဝန်ထဲကကျွန်တော်အပေါ်ယုံကြည်လာကြတယ် Police case အပြင်အခြားတည်မှုတည်ခြင်းနဲ့လဲကျွန်တော်လည်းဆိုစိတ်ချရတယ်စိတ်ရှိရှိလုပ်ပြီးရဆိုပြီးကျွန်တော်နာမည်နဲ့လာတယ်ကောင်းနေအောင်ရှိတယ်ကိုရာကျူးဒီဖောက်တယ်လို့ကြားရင်သူဤအမှတ်တစိကိုတိဆောက်နေသည်ကျောင်းရဲ့မူရရင်စေတနာပို့ထည့်ထားလိုက်တဲ့ပြည့် အခွင့်အရေးနဲ့ဈေးွက်စီ သူ့ပဲသူဥတီရွေးရှာနေပြီ တခါလေလူသားမှုတို့အာဓမ္မကျန်သူတတ်တာလို့ဆိုရင်ဒူရဲအုပ်တန်တန်းသားတွေရှိမှာရင်ခွဲပြပြီးတင်ချပေးရတယ်လို့ရှိတယ်။ဆရာဝန်ကဘေးရညွန်ကြကျွန်တော်ကခွဲပြတာပေါ့။အဲ့မှာသူတို့ယူဆပုံယူဆနည်းတွေကိုလည်းနည်းနည်းတော့သိခွင့်ရတယ်ဗျ။ကျွန်တော်လည်းမှတ်မှတ်ထားတာဘယ်လိုတန်မျိုးကိုကြည့်ချင်းဘယ်နေရာကနေစပြီးခွဲရတာဆိုတာမျိုးပေါ့။ဒါနဲ့တကယ်ကပညာတရားပဲဗျာ။ အဖေပြောရတဲ့လူတယောက်ကိုစက်သားဝက်သားအမဲသားလို့သဘောထားခွဲတယ်ဆိုတာလည်းပိုးရက်ဖြစ်ဦးကျွန်တော်ရလာတယ်။တခါတည်းကလုပ်ငန်းဝင်ကပဲမိမိကိုပြန်တင်ပေးသွားတတ်သည်။ထိုခိုက်တက်မျိုးတွေမိမိမှာစုပ်ယူတတ်မှသာ အတွေ့အကြုံနဲ့အသိပညာပုံမဖွင့်ပြလာနိုင်သည်။ယင်းကလုပ်ငန်းတွင်းအောင်မြင်မှုအရေးပါသောအစီအပိုင်းပဲ။ဘူရာဂျူဒီမော်ဂျူရီကို အပိုင်မသိနိုင်တဲ့မြတ်မိမမျိုးတွင်တန်တဲ့နာချနေတာသည်အလုတ်သေးစိတ်နေသည်ရလာသည့်ခွင်ကိုအတုံးချသည်အောင်မြင်မှုထံသွားရလမ်းတွင်အလိုဆန္ဒနှင့်နှလုံးသားများကိုခိတ္တသိမ့်စီထားနိုင်ခဲ့သည်နောက်ဆုံးကိုရာကျူးသည်ဆရာဝန်တို့၏ချစ်တော်ဖြစ်လာသည်မော်ဂျူရီမှာကျွန်တော်ကတရားဝင်တရားခံဖြစ်လာတယ်ဆရာဝန်တွေကလည်းကျွန်တော်ဆိုစိတ်ချကြတယ်ဒီတော့မှမိမယူဖို့ဆိုတဲ့ကိစ္စကျွန်တော် စတင်ကောင်းတဲ့ပေါ်လာတယ်။ရွှေတကြက်သားဆွဲရိုးကြီးလေဘင်းမော်တက်လာနိုင်သည့်ကိုဓာကျူးမင်္ဂလာပွဲကိုတမီဖျားเจ้าတခုလည်းလုပ်ပြီ။မော်ယူရီတယုပိုင်ဆံငယ်ဆိုသည့်လူငယ်သူသားကလေးသည်တမီရုပ်ရှင်ကားထဲမှမင်းသားတယောက်လိုနှက်ခမ်းမွေးကို ကော့နေအောင်စီလင်းရဲ့ချစ်သူကိုတင်ပိုင်သည်။မော်ယူရီမှာအချမ်းသာဆုံးပုဂ္ဂိုလ် ဟေးမာဘလေအဲ့ဒီဘော်ဒီကရင်ဖွင့်ပြီးတေးတက်တက်ပြန်ခိုင်းနော်ဘန်ရှင်ကလှလှလေးလို့ပြောတာစီမံခန့်ခွဲရေးဆိုင်ရာအမားတစ်ခုအတွက်ကစတမာများစိတ်မချမ်းမသာဖြစ်မိဘူးကိုဓာယူမလို့လားဘော်ဒီချုံယိုးထူပြီးရင်ပတ်ကြီးအရန်မုံမောင်းနေကြမျိုးချုံယိုးမကောင်းတဲ့ဖြင့်ပိန်ချက်နေကြမျိုးကိုဓာယူကြိုက်နောက်ဆုံးခီးမှာကိုထမင်းရှင်ကြီးများချိပြော်ရှူပြော်လေးတော့ရှိသေးတယ်မို့လား ကိုကြီးခင်ဗျာကောင်းအောင်နည်းနည်းထိမယ်ခွင့်လွှတ်ပေးပါဗျာစီဝါအတ္တကဲမဲ့နေသည့်အလောင်းဆိုတော်ညာယင်ကြီးစွာခွင့်တောင်းသည်လှော်ကလေးဓာကလေးများဖြင့် နောက်ဆုံးခီးသွားသူတို့ကိုတတ်တတ်ရရဖြစ်စေ၏ညဂျူဒီကတော့နှစ်ရက်တခါပဲကျွန်တော်ကအညစ်နဲ့မှပြန်ပြစ်တာများပါလေသိရလားငယ်ငယ်ကတော့ကြောက်တာပဲဗျာအရက်တွေလိမ့်တောင်နေလေး ချောက်ထားတာပါလားတော့မသိဘူးတခါတခါထူးဆန်းဆန်းနေတော့ကြုံရတယ်ဗျာဟိုတွန်းလဲကကိုထားတဲ့နေရာမရှိတော့တာတို့အထဲကထုတ်တိုင်းတန်ကြားရတာမျိုးပေါ့ကိုရာယူကထိုကိစ္စအသေးစိတ်မေးတော့တိတ်မဖြေခင်ဒါလိုက်တတိသားနဲ့အလုပ်ဖြစ်မှာမဟုတ်ဘူးအလုပ်ပြီးဖို့တချို့ကမသိချင်အောင်ဆောင်ပေးနေလိုက်တာအကောင်းဆုံးပဲလုပ်ငန်းဝင်နဲ့အေးမပါလာတော့အသေးဖွဲကိစ္စများကိုမိမြကြောက်နေကြောက်เสียဖြစ်နေပါမှာ ဥပိ္ပခာပြုဌာဏလည်းအောင်မြင်နိုင်သည်ဟုကိုရာကျူးကခံသည်ရိုးရိုးရထားနဲ့အမြန်ထားဈေးနှုန်းချင်းမတူဘတ်စကားနဲ့တက္ကစီဈေးနှုန်းချင်းမတူဒီလိုပဲအမြန်လိုချင်တခြားသူတွေပို့ထိုးချင်နှုံတာတခုတော့ပို့ပေးရမှာပဲအဲ့တည်းလဲကျွန်တော်တို့ကပို့အားဆိုင်လုပ်ပေးလိုက်တယ်လေဒါပါပဲဒါလက်ပေးလိုက်ရုံမဟုတ်ဘူးကိုရာကျူးဤဈေးကွက်ဆိုင်ရာသဘောထားကတော့ရှင်းသည် ကိုရာကျူးတွင် steel တွေကြီးနည်းနည်းဝနေတယ်လို့ပုံစံမျိုးဖြင့်ဇနီးကျော်ရှိတားလေးနှစ်ယောက်သမီးလေးတစ်ယောက်ရှိသည်ကျွန်တော်ကသုံးနှက်အောင်တာကျွန်တော်မိန်းမကနှစ်တန်းအခုကျွန်တော်သားကြီးက6တန်း6နှက်တယ်မှာကျွန်တော်တို့နှစ်ယောက်တည်းသူကပညာရည်ချင်းတာပါပြီဒါတော့ကျွန်တော်ကျင်းတတ်တယ်ပညာမျိုးစေ့ကိုလည်းကိုတာကျူးဖြန့်ချဲချနိုင်သည်မိသားစုစာဝတ်နေပုံဝင်ကြမရှိဘူး ကလေးတွေကိုလည်းကိုယ်တွေငယ်ကတောင်မကြည့်ဘူးတဲ့ဒီ video offset တွေနဲ့ထားနိုင်ရင်အရက်ကိုညှက်နေကြရင် limit နဲ့တောက်တယ်ဒါပဲပန်းဖြစ်စရာရှိတာကိုဘဝကအရင်ချမ်းသာကြမလို့ပါဘူးစိတ်ချမ်းသာရင်ပြရဒီ modulary မှာတော့ကျွန်တော်ကစိတ်ချမ်းသာဆုံးထင်ပါတယ်ကိုရာကျူး modulary မှာ အချမ်းသာဆုံးပုံကို အတွန်းတိုင်းအပြိုင်ဆိုင်များလာသောဘဝရဲတွင်အခွင့်အရေးကိုကိုယ်တိုင်အနစ်နာခံထုစစ်ပုံဖော်ခဲ့သည်ရင်ခွဲယုံ၏ထုတ်တမ်းပေါ်မှတစ်တာကလေးသည် အောင်မြင်သော အသက်မွေးဝမ်းကြောင်းတစ်ခု၏အထိတ်မှဖြစ်သည်ခဲ့သော The real lives real stories